စင်ပြီးရတဲ့တို့နာမည်ကျော်စူဝင်အောင်ဝဲခံကိုဘဲချေမှာစတီတွင်ခဲ့တာလေစူအောင်ဝဲခံရဲ့ထူးခြားချက်များဖီစီအောင်ရတို့ရဲ့ကဘာကျော်ထိမ့်မှန်အောင်ဝဲခံဖြစ်တဲ့စူအောင်ဝဲခံဟာဘဲကားနေစတင်ခဲ့တာလေမထင်မှန်ထားပဲပြုလုပ်ခဲ့တဲ့ဒီအောင်ဝဲခံလေးဟာအခုဆိုရင်ကဘာကျော်တင်ကြတာတစ်ခုဖြစ်လာခဲ့ပါပြီလူငယ်စားမများစွာကိုတင်ယူပြီးရနယ်ဒိုရဲ့အောင်ဝဲခံကိုလိုက်လံပြုလုပ်တတ်ကြပါရင်ဘာလို့မှရင်မကစူအောင်ဝဲခံဟာတစုံတစ်ခုကိုအောင်မြင်စွာပြုလုပ်ပြီးအောင်ဝဲခံနဲ့ထိမ့်မှန်ဖြစ်လာခဲ့ပါရင် ပြီးခဲ့တဲ့ဝမ်ချန်ပီယံရှစ်မှာဒိုမီယောဟာဗီယန်နမ်ဖိုက်တာထရန်ကွတ်ကိုနိုင်တော့စင်ပေါ်မှာဆူဝီဆိုပြီးတော့အောင်ဝင်ခံကြပါတယ်။မာဆီနိုရဲ့တားဖြစ်သူဘွဲယူတော့ဘွဲနေတဲ့ပြင်မှာဆူဝီဆိုပြီးတော့အောင်ဝင်ခံခဲ့ပါတယ်။ Esports အကစားလောကမှာတော့ဆူဝီအောင်ဝင်ခံကိုမြင်လာရပါတယ်။အော်လံပစ်ပြိုင်ပွဲတွေ NBA ဘတ်စကတ်ဘောနဲ့ခရစ်ကတ်တခြားသောအကစားပြိုင်ပွဲတွေမှာလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီအောင်ဝင်ခံဟာယူနိဖြစ်လို့မင်းအားရပါရနိုင်လုံးပါတယ်။ဒီအောင်ဝင်ခံရဲ့မူလပိုင်ရှင်ကတော့ရဲဒိုပါပဲ။ရနေတို့အောင်မြင်ကြောကြားလာမှုနဲ့အတူဒီအောင်ဝဲခံကလည်းကြီးတဲ့တဲ့ကြီးထွားလာပြီးကျယ်ပြန့်တဲ့တဲ့ကျယ်ပြန့်လာတာဖြစ်ပါတယ် ဒါဆိုရင်ဆွေကဘယ်ကနေစတင်လာခဲ့တာလဲစေသွေးတခုကြော်ကြခဲ့ပြီဖြစ်တဲ့ဒီအောင်ဝဲခံဟာမထင်မှန်ထားတဲ့ခိုက်တန်းကနေစခဲ့တာပါအရင်ဆုံးဆွေဆိုတာစပိန်ဘာသာစကားဖြစ်ပြီးတော့အင်္ဂလိပ်လိုဆိုရင်တော့ yes ဆိုတဲ့အတိပဲဖြစ်ပါတယ် yes စာတခုခုကိုအောင်မြင်အောင်လုပ်ပြီးအသုံးပြုတဲ့အတိပဲလို့ယူထားတာဖြစ်တဲ့အတွက်မြန်မာလိုဆိုရင်တော့ဟုတ်ပြီကွာဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ရန်တိုဒီနဲ့ကိုသွင်းနိုင်ခဲ့ခြင်းကျင်းတဲ့အားရစွာနဲ့ဟုတ်ပြီကွာဒါပဲကွာလို့ပြောခဲ့တဲ့သဘောမျိုးပါဒီအောင်ဝဲခံကို2013ခုနှစ်မှာရန်တိုစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ဒေမတန်ငင်တို့ကပုံစံမျိုးမျိုးနဲ့အောင်ပွဲခံခဲ့တဲ့ရဲတွေကကိုပိုင်အထိမ်းအမှတ်ဆိုပြီးကို2013ခုနှစ်မှာကစားခဲ့တဲ့ချင်းစီအသင်းနဲ့ချင်းဆန်းပွဲမှာစတင်တွေ့ရှိခဲ့တာပါအမေရိကန်နိုင်ငံမှာကစားခဲ့တဲ့ချင်းဆန်းပွဲမှာချင်းစီအသင်းဘက်ကဂိုးသွင်းယူခဲ့ပြီးတဲ့နောက်ရဲတွေကပရိသတ်တွေရှိရာစီကိုပြေးသွားပြီးခနာကောကိုတပတ်လက်ခုံကဆူဝီလို့အောင်ပွဲခံခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကလည်းခွင်းစတေးရတဲ့တော့ဆူဝီလို့လိုက်လံအောင်ဟင်အားပေးခဲ့တာဖြစ်ပါတယ်တမင်ရွယ်ပြီးလုံးခဲ့တာမဟုတ်ပေမဲ့ရဲတွေကဒီအောင်ပွဲခံကိုအတော်လေးနှစ်ချိုက်သွားခဲ့ပါတယ် ဒီလိုနဲ့ပဲပုံပုံကောင်းဝင်တဲ့ပုံစံပြုလုပ်ပြီးသူ့ရဲ့အထိမ်းအမှန်အောင်ဝဲခံအဖြစ်သုံးလာခဲ့တာဖြစ်ပါတယ်။ Redo အတွက်လာချင်းကောင်းခဲ့လို့ဆွေးမှာဖြစ်ပြီးဒီအောင်ဝဲခံတဲ့သူအခြေချအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ Real Madrid နဲ့အတူ2014မှာချန်ပီယံလိရတယ်2016ကနေ2018ခုနှစ်အထိ၃ချိန်ဆက်ရတယ်ဘော်လန်ဒီယောဆုကိုလည်းစတိုက်ဆိုလိုဆုခိုးနိုင်ခဲ့တယ်ရော်နယ်ဒိုရဲ့အဆိုပြုအောင်ပွဲခံကုန်းချန်ပီယံလိညာကျန်းနေမှာစတိုက်ဆိုလိုမြင်ခဲ့ရတယ်ဒါ့အပြင်ဘော်လန်ဒီယောဆု2014ရတုန်းကလည်း Real Madrid ဆိုပြီးအောင်ဟစ်အောင်ပွဲခံခဲ့ပါသေးတယ်မထင်မှန်ထားတဲ့လုံလိုက်မိတဲ့အမူအရာလေးတစ်ခုဟာ အခုဆိုရင်တော့ကမ္ဘာကျော်ပေါ်ရေးတခုဘောလုံးတော့ကရဲ့ကနဝင်ဖြစ်စဉ်တွေကတခုဖြစ်လာခဲ့ပါပြီကမ္ဘာအနှံ့ကဘောလုံးသမားတွေအားဒီမုံဆန်ကိုလိုက်လံတူပါပြီးအောင်ပွဲခဲ့ကြတယ်ဘောလုံးတွေမကပါဘူးဘောလုံးအားကစားနဲ့မသက်ဆိုင်တဲ့ပြင်ပမှာလည်းဒဇုံတခုကိုအောင်မြင်စွာလှုပ်ဆောင်ပြီးချိန်တိုင်းမှာဆူဝီအောင်ပွဲခံအောင်ကိုပြုတ်လုသွားခဲ့ကြတာကိုနေရအနှံ့ပြားမှာမြင်တွေ့ရမှာပါရန်ဒိုရဲ့ဖလမမှုကတော့ကြီးကျယ်ခမ်းနားလုံးပါတယ်ဆိုရင်အောင်ပွဲခံမှုဟာမန်ပါဆုံးအခက်အခဲဆုံးနဲ့စင်တူလုံးဝမရှိနိုင်တဲ့အောင်ပွဲခံပါပဲ။လောက်တဲ့သူရဲ့မန်ဟန်ပေါ်မှာမူတည်ပြီးတဲ့ဒီအောင်ပွဲခံကကွာခြားပါသေးတယ် ကိုသွင်းပြီးတဲ့အခါတိုင်းပြည်သက်နေရှိအားစီကိုပြေးသွားပြီးညာလက်ကိုလေးဘောဝေးအရှင်ယူကခုံလိုက်ပြီးပြန်ကြမှာနံပါတ်နဲ့ကျောင်းနံပါတ်ကိုပြည်သက်တွေပဲလှည့်စီကခြေလက်တို့ကပါဟန်ပါပါစံတန်းကအားနေမှန်နဲ့စွေဆွေပြီးအောင်ပွဲခင်နေတာဖြစ်ပါရင်ဒီအောင်ပွဲခင်ရတဲ့အတူရနယ်ဒိုကအောင်မြင်မှုများစွာကိုရယူနိုင်ခဲ့ပြီးစံချင်များစွာလည်းထက်ထက်တင်နိုင်ခဲ့တာဖြစ်ပါရင်လက်ရှိမှာတော့စင်ကြီးဟာဒီအောင်ပွဲခင်ကိုအသုံးပြုလာတာနှစ်ပေါင်းများစွာကြာနေပြီဖြစ်သလိုအသက်လည်း60ကျော်သွားခဲ့ပြီဖြစ်ပါရင်စင်ကြီးရဲ့ကစားမဘွားစုစုပေါင်းအသွင်းကိုကလည်း938ကိုတိရှိနေပြီဖြစ်လို့အသွင်းကိုထောင်ပြေးဖို့ရာတိတ်မလို့တော့ဘူးလေဖြစ်ပါရင်